ညောင်နှုံးမြို့နယ်ရန်ကင်းဆန်ရကြီးရွာတွင်မြေကမ်းပါပြိုကျ၍နေအိမ်တစ်ဆက်လုံးမြေအတွင်မျောပါမြေကမ်းပါဆက်လက်ပြိုကျနိုင်သည့်အနေရရှိနေ အေယဝရီတိုင်းညောင်နှုံးမြို့နယ်ရန်ကင်းဆန်ရာကျေးရွာတွင်မြစ်ကမ်းပါပြိုကျခဲ့၍နေအိမ်၁၀လုံးမြစ်ထဲမျောပါသွားပြီးမြစ်ရေစီးတက်နေ၍ကမ်းပါဆက်လက်ပြိုကျနိုင်သည့်အနေရရှိနေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်တည်တင်းဌာနသို့ပြောကြားသည်မေလ24ရက်နေ့ညာဆယ်နှစ်နာရီဝင်းကျင်ခန့်တွင်မြစ်ကမ်းပါပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမြစ်ကမ်းပါဆက်လက်ပြိုကျပါကစိုးရိမ်ရ၍ရွှေ့ပြောင်းနေရသည့် အင်ဂျီ30ကျော်လောက်ရှိကြောင်းဒေတာပြည်သူများထံမှသိရှိရသည်မြေကမ်းပါပြိုကျမှုကြောင့်လူထိခိုက်မှုမရှိကြောင်းညောင်တို့မျိုးအတွင်မိုးကောင်းနေသည့်အပြင်မြေကမ်းပါပြိုကျမှုများရှိသည့်အတွက်ကူညီမှုများလိုအပ်နေကြောင်းဒေတာပြည်သူများကပြောကြားသည်လက်ရှိတွင်မြေရေစီးတန်နေပြီးကမ်းပါဆက်လက်ပြိုကျနိုင်သည့်အတွက်မြေကမ်းထိန်းရန်လိုအပ်သည့်များကို ပရာဟိတအဖွဲ့များကလှူဆောင်နေကြကြောင်းဒေတာပြည်သူများထံမှသိရှိရသည်